သမုဒ္ဒရာဝန္တထွာမြန်မာလူမျိုးတွေပြောလို့ရှိကြတယ်ဝန္တထွာတဲ့ဖြည့်တင်းရတဲ့ပမာဏဟာပင်လေကြီးတစ်ခုကိုဖြည့်ရတယ်လို့ပဲဘယ်တော့မှမပြည့်နိုင်ဘူးပင်လေကြီးလို့ကျေပြတ်တယ်လို့ င်လေကြီးထဲမှာရချောင်းအင်းအန်လေးကဝဲလာတဲ့ရေတွေနဲ့ဘလိုပဲဖြစ်တင်ဖြစ်တင်ပင်လေကြီးဟာပြည့်သွားလို့မရှိဘူးဒါကြောင့်မလို့လူ့ဘဝရောက်လာတဲ့လူသားတွေအနေနဲ့လည်းနေ့စဉ်နဲ့အမျှအစာအာဟာရတွေစားကြတရက်လည်းမပြီးနိုင် နေ့ရက်လည်းမပြီးနိုင် တသက်လုံးဖြစ်တင်းပြီးတော့နေကြလို့လူတွေရဲ့တထွားတမိုက်လောက်ရှိတယ်ဝမ်းပိုက်လေးဟာပင်လေကြီးလောက်ဖြစ်တင်းရခက်ပါလားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့သမုဒ္ဒရာဝမ်းတထွားလို့ဆိုကြတာပေါ့ရသော်ဘုရားကယခုလို့ အာဟာရနဲ့ပတ်သက်ပြီးဖြစ်တင်းရမှုတွေနဲ့ပတ်သက်လာတဲ့အခါကမ္မထန်၄၀ထဲမှာနှလုံးသွင်းစဉ်းစားရမယ်ကမ္မထန်တစ်ခုဖြစ်လဲဆိုအာဟာရပฏิကူလတင်ညာလို့ဆိုရက်အစာအာဟာရနဲ့ပတ်သက်ပြီးတော့စိတ်ဆက်ဆက်ဆုပ်ရွှန်ရှာွယ်ကောင်းတဲ့အခြေအနေတွေကိုရှုမြင်သုံးသပ်ဖို့အမတ်တင်ညာတွေထားကြဖို့ဆိုပြီးတော့ ဆုံးမဩဝါဒပေးတဲ့ဆုံးမဩဝါဒပေးတော်မူခဲ့ဖြစ်တယ်ကမ္မထံ40ထဲမှာကမ္မထံတစ်ခုဖြစ်တယ်အဲ့ဒီထဲမှာလဲအာဟာရပฏิကုလတင်ညာလို့ဆိုတာသမုဒ္ဒရာဝန်တထွာအကြောင်းလဲပဲပါတာပဲဘယ်တော့မှမပြိနိုင်တဲ့ဝမ်းပိုက်တစ်ခုကိုဖြစ်တင်ဖို့ နေစင်းနဲ့မြလောက်ကင်ဆောင်ရက်ပြီးတော့နေကြအဲ့ဒီလောက်ကင်ဆောင်ရက်နေမှုတွေဟာပြီးနိုင်သလားဆိုတော့ဘယ်တော့မှမပြီးဘူးပြည့်စုံသွားပြီလားလို့ဆိုဘယ်တော့မှလည်းမပြည့်စုံဒါဖြင့်မိမိတို့ဝမ်းရည်ဖြစ်တင်းမှုအတွက်လူတွေရနေစင်းနဲ့မြစီးပွားဥစ္စာတွေရှာကြရအလုပ်တွေလုပ်ကြရတယ် နှုတ်နဲ့ပြောပြီးလှုပ်တဲ့ကုရီလဲရောက်လှုပ်ခိုင်းလှုပ်ရှားပြီးတော့လေပစ္စည်းဥစ္စာတွေရှားဝေကြတယ်အဓိကပါလဲလို့ဆိုဝမ်းရည်ဖြစ်တင်းဖို့ပဲဒါကိုအတမွေးဝမ်းကြောင်းလို့ခေါ်တယ်ပေါ့အဲ့ဒီလိုအတမွေးဝမ်းကြောင်းလှုပ်တဲ့အခါမှာကောင်းတဲ့အနေထားနဲ့ကြည့်လှုပ်ကြတာ မဟုတ်ဘူးမကောင်းတဲ့အနေထားနဲ့လည်းလှုပ်ကြတဲ့အတွက်ကြောင့် မုဒ္ဒရာဝန်တထွာ ဖြစ်တည်မှုအတွက်အကုသိုလ်တွေလည်းဖြစ်ပွားကြတယ်ပေါ့အကုသိုလ်တွေဖြစ်ပွားပြီးတော့တန်တရာဝဆဲတဲ့မှာနိမောသွားကြအဲ့တော့သမုဒ္ဒရာဝန်တထွာကိုဖြည့်ရင်ဖြည့်ရင်နဲ့လူတွေဟာတန်တရာဝဆဲတဲ့မှာနိမောပြီးတော့ဒုက္ခရောက်သွားကြဒီတော်ကိုလည်းစဉ်းစဉ်းစားပြီးတော့ကြည့်ဖို့လို့ ဘဝတစ်ခုရလာလို့ရှိရင်သဗ္ဗေတ္တအာဟာရထိတိကာလို့ဆိုတဲ့အတိုင်းအာဟာရဆိုတဲ့အစာအာဟာရမရှိဘူးဆိုရင်ဘဝမှာယက်တည်နိုင်ရမှာမဟုတ်ဘူးအဓိကဘဝယက်တည်နေရတာကအစာအာဟာရပဲဖြစ်တယ်အဲ့ဒီအစာအာဟာရစားကြရမှာလူ့ဘဝလူခန္ဓာဆိုတာတည်တတ်နိုင်တယ်ပေါ့ ေဒါကြောင့်မလို့ဘဝတည်တံရေးအတွက်ဖြစ်တဲ့အာရကိုရှာရင်းဖွေရင်းနဲ့လူတွေဟာမကောင်းမှုအကုသိုလ်တွေလုပ်မိရတာဖြစ်ပြီးတော့သွားကြတယ်ဒုစရိုက်တွေလုတ်ကင်ပြီးတော့မိမိတို့ဝမ်းရည်အတွက်ဖြစ်တင်းပြီးတော့နေကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒေသနာတော်တစ်ပုဒ်ခေါ်ကြားထားတာရှိတယ်ပေါ့ ရသဗျာရဲ့အဆုံးမလောကမှာဖြစ်ပျက်နေမှုတွေဟာအဝိခွင်ကြဖြစ်ပြီးတော့နေတယ်။ရသဗျာကလောကမှာဖြစ်ပျက်နေတဲ့လူတွေရဲ့အခြေအနေဒါတွေကိုအစဉ်မြင်သုံးသပ်ပြီးတော့တတိပေးဟောကြားထားတာရှိတယ် အဲ့ဒီဟောကြားထားတာကိုမှတ်သားနိုင်ကြပြီးတော့သမုဒ္ဒရာဝန္တထွာအတက်နဲ့မိမိတို့ကိုယ်တိုင်ဟာဒုစရိုက်လုပ်ငန်းတွေနဲ့အသက်မမွေးကြဖို့မတမ်းမလေးကြီးတယ်လို့ဒီလိုပြောဒုစရိုက်တွေနဲ့အသက်မွေးမိပြီဆိုလို့ရှိရင်တော့ သမုဒ္ဒရာဝန္တထွာတက်နေဒုက္ခတဲ့နိမွန်းသွားကြမှာအဲ့ဒါတို့အသက်မွေးတဲ့အခါမှာအသက်မွေးသူဟာနှမျိုးနှစားဖြစ်ပေါ်ပြီးတော့လာခဲ့တယ်ဆက်ဆောဗျာတော့ရပြောရမယ်ဆိုရင်သူဇီဝံအဟိရိကေနာ အဆက်မရှိတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းကြောင်းရှားဝေဖို့အတွက်လွယ်ကူတယ်တဲ့အဲ့တော့လောကကြီးဖြစ်ပြနေတဲ့အခြေအနေတခုကိုဆင်မြင်သုံးသပ်ပြီးတော့မျိုးစွာပြားဒီစကားကိုဟောတာသူဇေဝံအာဟိရိကေနအာဟိရိကေနမဟုတ်တာလောက်ရမှာမဆက်တတ်တဲ့ပုဂ္ဂိုလ်ဟာသူဇေဝံ အသက်မွေးရှာဖွေဖို့အသက်မွေးဝမ်းကြောင်းအတွက်ရှာဖွေဖို့လွယ်ကူတယ်အသက်မွေးဖို့လွယ်ကူတယ်တစ်ဖက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဆက်မရှိတဲ့ပုဂ္ဂိုလ်ဟာအသက်မွေးမှုအတွက်လွယ်ကူတယ်လို့ပဲနောက်တစ်ခုကြတော့ဟိရိမတာသဒုစီဝံ မကောင်းမှုအကုသိုလ်တွေက ရှင်းရွံ့ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဒုစရိုက်လုပ်ငန်းတွေကိုရှောင်ရှားပြီးတော့ဒုစရိုက်လုပ်ငန်းနဲ့သာအသက်မွေးလို့တဲ့လောကမှာအရှက်ရှိကြတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့ဒုစီဝအသက်မွေးမှုတွေခက်ခဲတယ်ပင်ပန်းတယ်လို့ဒီလိုဟောတာဒီကနေ့ခင်မှာလဲစဉ်းစားကြည့်ပေါ့ လောကမှာစီးပွားဥစ္စာတိုးပြီးတော့တွတ်တက်ပြီးတော့ကြီးပွားနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးတော့မဟုတ်ဘူးတော်တော်များများဟာဘယ်ထဲပါနေတော့လို့ဆိုအဟိရိကလို့ဆိုတဲ့မဟုတ်တာမလုမဟုတ်တာလောက်ရမှာမဆက်တဲ့ပုဂ္ဂိုလ်တွေအတိုင်းဝိုင်းနေမှာဝင်နေဝင်နေသည့်အတွက်ကြောင့်ဒီကနေ့ လူတွေအသက်ရှင်မှုအတွက်အရေးကြီးတဲ့အစာအာဟာရလေးဆေးဝါးတွေအသုံးဆောင်တွေကစလို့လူတွေကိုအကျိုးမပြုတဲ့လူတွေဒုက္ခရောက်နိုင်တဲ့အရာမျိုးတွေထည့်သွင်းပြီးတော့အစစ်မှန်မဟုတ်တဲ့အတုအယောင်တွေနဲ့ ပစ္စည်းဥစ္စာတွေကိုဖြန့်ချီထုတ်လုပ်ရောင်းဝယ်နေကြတဲ့ပုံကိုယ်တွေဟာကြီးပွားနေကြတယ်။မြတ်စွာဘုရားရှုမြင်သုံးသပ်တဲ့အတိုင်းပဲမမကန်ကန်ရောင်းဝယ်လို့တဲ့ပုံကိုယ်တွေပစ္စည်းမမဈေးမမနဲ့ရောင်းဝယ်လို့တဲ့ပုံကိုယ်တွေအသက်မွေးဝမ်းကြောင်းပြုတ်ဖို့ရခက်လာမမကန်လုံးတဲ့ပုံကိုယ်တွေကရှေ့တန်းရောက်လာတယ်လို့ ဒီလိုဆိုရမှာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီတိုင်းဟောခဲ့တာသူစီဝံအဟိရိကိဏအရှက်မဲ့တဲ့ပုဂ္ဂိုလ်ကြီးအရှက်မဲ့တယ်ဆိုတာပါလေမကောင်းတဲ့အလုပ်လုပ်ရမှာမရှက်ဘူးဒုစရိုက်နဲ့အသက်မွေးရမှာမရှက်ဘူးဘဒုတိတိငတိမာ ပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့မိမိကြီးပွားနေပြီးရောတခြားသူတွေဘာဖြစ်ဖြစ်ဆိုတဲ့ အလေးထားမျိုးနဲ့ဆေးဆိုလဲအတုလုတ်တယ်စားတော့ကုန်နေလဲအတုလုတ်တယ်ပစ္စည်းဥစ္စာတွေလဲအတုလုတ်ပြီးတော့စားတော့တဲ့ပုံကိုယ်တွေကိုကောင်းကျိုးမဖြစ်စေရုံမြမကဆိုးကျိုးကို ဖြစ်စေတတ်တာလူနဲ့အသက်မွေးနေတဲ့ပုံကိုယ်တွေရဲ့အခြေအနေကိုဆင်ခြင်သုံးသပ်ကြည့်ပါအဲ့ဒါလို့အသက်မွေးတဲ့အဲမဲ့ကိုမပါဘူးအရေးကြီးတယ်ပေါ့ လောကမှာသမုဒ္ဒရာဝန်တထွာလေးဖြီးဖို့ရအတွက်ဒုစရိုက်နဲ့အသက်မွေးပြီဆိုလို့ရှိရင်တော့ဝန်တထွာလေးပြည့်မယ်လို့ထင်ပြီးတော့ကြိုးစားလိုက်တာနဲ့ပြည့်လာမယ့်ဟာကတော့တန်တရာတဲ့နှမောမဲ့ဆင်းရဲဒုက္ခလေးသာဖြစ်တယ်ပေါ့ဝန်တဝန်တထွာဖြည့်ဖို့ဆိုတာတော့ဘဝတစ်ခုရလာလို့ရှိရင်တည်တည်အထိဖြည့်နေကြအမှာပဲ။ သို့တော်လည်းတည်တည်ထိဖြည့်နေရတာကိုမြန်မြန်ဖြည့်ခြင်းလို့ဆိုတဲ့အနေဓာမျိုးနဲ့မမမကန်နဲ့စီးပွားရေးတွေပြုလုပ်ပြီးတော့ဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးမယ်ဆိုလို့ရှိရင်ကလည်းဝန်တတော်မပြည့်ပဲနဲ့ဒုစရိုက်အာဟုသူတွေနဲ့ပြည့်ပြီးတဏှာဆိုတဲ့ပင်လေကြီးထဲမှာနေမုန်းပြီးတော့ အပင်ငယ်ရဲကနေပြီးတော့ဘယ်တော့မှတက်လာနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုနိုင်တာပေါ့နော်လောကမှာအတမွေးမှုခြောင်ပြီးတော့စီးပွားရေးလမ်းဖြောင်းနေတဲ့ပုံကိုယ်တွေဟာဘယ်လိုပုံကိုယ်တွေလဲကြီးပွားတိုးထက်ဖို့ခက်ခဲနေတဲ့ပုံကိုယ်တွေကဘယ်လိုပုံကိုယ်တွေလဲရေပေါ်ရဒီနှစ်ခုကိုနှိုင်းရှင်ပြီးတော့မြတ်စွာဘုရားက အဓိကဥတည်ချက်ကတော့ယဟန်တော်တွေကိုဥတည်ပြီးတော့ဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ပဲတို့တော့လေကမ္ဘာလောကမှာရှိတဲ့လူသားတွေအလုံးနဲ့သက်ဆိုင်နေပေါ့အတမွေးဖို့တက်တာချောင်ချိတယ်အစဉ်ပြေတယ်ရလွယ်တယ်စီးပွားဖြစ်လွယ်တယ်အဲ့ဒါလို့စီးပွားဖြစ်လွယ်တယ်ဆိုတဲ့ အရာတွေဟာဘာကြောင့်ဖြစ်လာလဲမြတ်စွာဘုရားကြီးပွားတိုးတက်လွယ်တဲ့ပုံကိုယ်တွေဟာဘာကြောင့်အကုန်လုံးကိုပြောတာမဟုတ်ရေကုန်ရခြုံပြီးတော့ဟောတဲ့စကားရေကုန်ရဆိုဒီမှာရခိုင်နှုံးများတာနော်လူတိုင်းလူတိုင်းဟာမကောင်းတဲ့နေနဲ့စီးပွားရှာနေကြတာမဟုတ်ဘူးကောင်းတဲ့နေနဲ့စီးပွားရှာတဲ့ပုံကိုယ်တွေလည်းရှိတယ်သို့သောရေကုန်ရလို့ဆိုတဲ့ ကြာခိုင်နှုံးနဲ့တွက်ကြည့်ပြီးတော့ပြောတဲ့အခါကျတော့မြတ်စွာဘုရားကဟောထားတယ်သူစီဝံအဟိရိကေနကာကတူရေနဓန္တိနာပက္ခန္တိနာပက္ခပေနပက္ခန္တိနာပက္ခပေနဒီချက်တွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဟာအင်တာမတ် အသက်မွေးဝမ်းကြောင်းလုပ်ဖို့လွယ်တယ်ပက္ခန္တိနာပက္ကပိနာတံကိလေထေနဇီဝိတံဆိုပြီးတော့ညဆောဗျာထောက်ပြထားတယ်အေးမဟုတ်တာလောကမှာမရှိဘူးဆိုတဲ့အဟိရိကဒီလိုပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းကြောင်းပစ္စည်းဥစ္စာရှာဖွေဖို့ရလွယ်တယ်အလွယ်ကူနဲ့ချီးပွား တိုးတက်တယ်ဒီလိုဆိုတာဒုစရိုက်တွေမௌထလောရမာတွေမရှက်တဲ့ပုဂ္ဂိုလ်အဟိရိကအဲ့ဒါလို့မရှက်တာမှဘယ်လောက်ထိအောင်မရှက်တုံးဆိုကာကတူရေနလို့မြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်ကြီးရဲတကောင်တည်း မကြောက်မရွံ့တဲ့အစာအာဟာရကိုထိုးသုတ်တတ်တယ်လို့ပဲကာကတူရဆွတ်အတင်းကြီးဟာဆွတ်အတင်းအစာအာဟာရကိုနှိုက်ယူတတ်တယ်လို့ဒီပုဂ္ဂိုလ်ဟာလည်းပဲစီးပွားရှာတဲ့အခါမှာလက်ရဲစရဲရှိတယ်ဘုသူစီကပဲဖြစ်ဖြစ်ရတဲ့နည်းနဲ့ယူတယ်ရတာလို့ရှိရင်ဘာနှစ်ဖူးတိုက်တူးတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ် ဒီဥစ္စာရဖို့တခုတည်းရှိတယ်တရားတော်မတရားတော်ဒါတွေကိုမစင်စားဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကာကတူရကြီးရဲ့တဲ့ရသော်ဗျာကြီးများလို့ပဲအစာရဖို့ပဲတခုတည်းရှိပြီးတော့လည်းရဲစရဲနဲ့လုံးလိလုံးထရှိတဲ့ပုဂ္ဂိုလ်မျိုးဟာ သူစီဝံအသက်မွေးဝမ်းကြောင်း ရှာဝေလို့လွယ်ကူတယ်စိဘဥစ္စာတက်လွယ်တယ် လို့ပြောဟောနောက်တစ်ခုကဒံတိနာခုကပြောနေတဲ့စကားရတဲ့ပေါ့တယောက်နဲ့တယောက်အပုတ်ချပြီးတော့တယောက်မကောင်းကြောင်းတယောက်ပြောပြီးတော့စည်းဝါးရှာကြတဲ့ပုံကူလေးရှိမိမိကုံပစ္စည်းကိုအမွန်တင်ပြီးတော့သူများကုံပစ္စည်းကိုရှုတ်ချပြောဆိုတဲ့ပုံကူ အဲ့ဒါလို့လှုပ်ပြီးတော့စီးပွားရှာကြတဲ့ပုံကိုယ်တွေဒံတီလို့ခေါ်သူများကုန်ကိုချိုးချိုးဖဲ့ဖဲ့ဖြစ်အောင်လှုပ်ပြီးတော့မှစီးပွားရှာအဲ့ဒီပုံကိုယ်မျိုးကိုပြောကြတာသူများမျက်ရည်ကျမှ ထမင်းဝတဲ့ပုံကိုယ်မျိုးလို့ဒီလိုဆိုကြအဲ့ဒီပုံကိုယ်မျိုးဟာလည်းပဲအသက်မွေးဝမ်းကြောင်းလွယ်ကူတယ်စီးပွားဥစ္စာဖြစ်နေတယ်ဒီလိုပြောတယ် နောက်တစ်ခုကပါတော့ဆိုပက္ခန္ဒိနာပက္ခန္ဒိနာဆိုတာကိုလုတ်တဲ့အလုံးမဟုတ်တာကောင်းပြီးတော့နာမည်ရလာပြီဆိုရင်ကိုလုတ်တာမဟုတ်ပြီမဲ့လို့ကိုလုတ်တာလို့လို့ဟန်ဆောင်ပြီးတော့ဖော်ပြတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကိုတကယ်လုတ်တာမဟုတ်ပဲနဲ့လုတ်သူကတခြား အယောင်ဆောင်တစိတ်ကတ်တဲ့ပုဂ္ဂိုလ်ကတခြားမိမိကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ဘဲနဲ့တခြားသူထုတ်လုပ်တာကိုမိမိရဲ့အမည်နာမတင်ပြီးတော့စီးပွားရှာတာမျိုးလည်းပဲလောကကြီးမှာရှိတယ်ဒါမျိုးကိုပက္ခန္ဒိနာလို့ခေါ်တယ်သူများလုပ်ထားတဲ့အလုပ်ထဲမှာမိမိလုပ်တဲ့ရောင်ရောင်ထင်ရလေအောင်ဟန်ဆောင်လောကန်တတ်တဲ့ပုဂ္ဂိုလ်တွေသူများအလုပ်ထဲပြေးဝင်တတ်တဲ့ပုဂ္ဂိုလ် အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲတက်ရှူချောင်းနဲ့တက်မွေးဝမ်းကြောင်းလွယ်ကူတယ်ပစ္စည်းဥစ္စာစီးပွားတိုးတက်လာတယ်ဒါကိုအကြောင်းပြုပြီးတော့ငွေရလွယ်တယ်ပေါ့ပက္ခပေနပက္ခပါဆိုတာဉာဏ်ဉာဏ်ထာနာရင်ကြီးကြီးတိမ်တိမ်မွေးမွေးမဟုတ်ဘူးဉာဏ်ဉာဏ်ထာနာဆက်ဆံတယ် အယောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲကြံ့ကြံ့ထန်းထန်းအတင်းအကျပ်လှုပ်တာမျိုးတွေအဲ့လိုမျိုးတွေလှုပ်တဲ့ပုံကမျိုးတွေလည်းရှိတယ်ယဉ်ကျေးတိမ်မွေးမှုမရှိဘူးတစ်ဖက်သားနစ်နာခြင်းနစ်နာပါစေစိတ်ဓာတ်ရေးရာကဆပြီးတော့ကြံ့တန်းတဲ့ပုံကမျိုးတွေကိုပက္ခပလို့ဒီလိုခေါ်တယ်အဲ့ဒီပက္ခပဆိုတဲ့ယုံကြမ်းတဲ့ပုံကမျိုးတွေဟာလည်းပဲ စီးပွားဖြစ်လွယ်ကြတယ်သူများတဲ့ပို့ပြီးတော့အမြတ်တွေရကြတယ်လို့ဒီလိုပြောတာနော်တန်ကိလေထေနဇီဝိတံတခြားဤမျိုးစုံနဲ့ညစ်ပတ်တဲ့စိတ်နဲ့စီးပွားရှာကြအေးဗမာပြည်မှာဆိုလို့ရှိရင်အခုမကြားခြင်းအဆုံးနေအများကြီးပဲမကြားခြင်းအဆုံး ဘုရားဝတာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာကောင်းရောင်းကောင်းဝေမမှန်တန်တန်လှုပ်တဲ့နေပေါ့မမှန်တန်တန်လှုပ်တဲ့နေမမှန်တန်တန်မလှုပ်ဖဲနဲ့ဒီမိမိသံဝန်နေပြည်စုံရင်ပြီးရောစားသုံးတဲ့ပုံကိုယ်တွေဘာဖြစ်ဖြစ်လို့ဆိုတဲ့စိတ်ဓာတ်မျိုးဟာအတော်ကြောက်เสียကောင်းတဲ့စိတ်ဓာတ်မျိုးနဲ့လှုပ်နေကြတာများကုန်ပြီပေါ့ ဥယျာဉ်တွေဟာတစစတိုးလာတယ်ရိုးရိုးသားသားလှုပ်ရှားနေလို့ထမင်းမဝဘူးဒီလိုလုံးဝထမင်းဝတယ်လို့ဆိုပြီးအစ်စ်နဲ့အတူရောလို့ရောအလုံးကြားရသမျှတော့အလုံးကို ကြောက်လန့်စရာကောင်းတဲ့အလေထားမျိုးတွေရှိတယ်ငပိထုတ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းဓာမြေဩဇာတွေနဲ့ရောတယ်လို့ဆိုတာလေကြားနေကြမှာပဲစားသုံးတဲ့ပုံကိုယ်တွေဟာ ဘာတွေဖြစ်ကုန်နိုင်မလဲစဉ်းစားဖို့ကောင်းတယ်ပေါ့ဒီကနေ့မေတ္တာအခါတော်နေ့လို့ဆိုတော့ဘုရားဝါဒဝင်သူတော်စင်နေအနေနဲ့အခုလို့တစ်ဖက်သားအကျိုးပြပြနိုင်မဲ့အလုပ်မျိုးတွေနဲ့အသက်မမွေးဘူးမိမိစီးပွားမဖြစ်ချင်နေပါစေတစ်ဖက်သားဒုက္ခရောက်မဲ့အလုပ်မျိုးကိုမလုပ်တင်ဘူးလို့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုသာလိုလားမယ်ဆိုတဲ့ မွန်မြတ်တဲ့စိတ်နေစိတ်ထားတွေနဲ့ပဲစီးပွားရှာဖို့တင့်တယ်ပေါ့အဲ့ဒါလို့မဟုတ်ပဲနဲ့စီဆိုလဲအယောအနောအနေဖြစ်မဲ့ဟာတွေနဲ့ရောင်းကြဝဲကြတခြားဟာမပြောနဲ့ဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းတောင်မှပဲဓာတုပိရဆေးတွေနဲ့ကြာကြံဝတ်တဲ့ပုံကိုယ်တွေဟာ အရေးပြားယောဂဖြစ်လာနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာ။ဘာဖြစ်လို့လဲဆိုရင်သင်္ကန်းတွေကို ဆိုးတဲ့ခြီးတွေခြီးဆိုးတဲ့ဆေးတွေဟာလူကျမရေးကို ထိခိုက်စေနိုင်တဲ့ဆေးတွေပါလာတယ်။ပါလာလေးအတွက်ကြောင့်ဆံဝန်တွေပြောရဆိုလို့ရှိရင်ဒါတွေကြာကြာဝန်လို့ရှိရင်အရေးပြားကို ထိခိုက်ပြီးတော့ဒုက္ခရောက်နိုင်တယ်လို့ဒီလိုဆိုရတယ် အဲ့တော့ဒါမျိုးတွေလေလောကမှာအတော်ကြောက်စရာဖြစ်လာဘုန်းကြီးတို့ကိုယ်တိုင်ပဲဒီသင်္ကန်းတွေဝတ်တဲ့အခါမှာတယ်လီဖုန်းဟန်ဆက်ကလေးအဖြူရောင်လေးကင်တာတဖြည်းဖြည်းအဝါဖြစ်သွားဘာဖြစ်လို့ဝါသွားတယ်လဲလို့ဆိုရင်ဝတ်တဲ့သင်္ကန်းကနေကျွတ်ပြီးတော့လက်ဆွဲလက်ကနေပြီးတော့ တယ်လီဖုန်းဟန်ဆက်ကိုအယောင်ပြောင်းသွားစေတယ်ချွတ်လို့မရပါဘူး။ဟောဒီလိုဖြစ်တယ်။အဲ့တော့ရိုးရိုးအယောင်ဆိုလို့ရှိရင်အကြောင်းမဟုတ်ဘူး။လူရဲ့အရေးကို အရေးပြားကိုထိခိုက်စေတတ်တဲ့ဓာတုဗေဒဆေးမျိုးတွေဆိုလို့ရှိရင်နောက်ထပ်ယောဂရဖို့ရှိလာသေးတယ်။ယောဂရဖို့ရှိတယ်။ အစာအာဟာရတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းစားဝန်းစရာမရှိတော့တဲ့အနေအထားမျိုးရောက်လာတယ်။ဒါကကိုကျင့်တရားတွေပြပြလာတာနဲ့ပတ်သက်ပြီးတော့ပြောပြတာအလကားပြောတာမဟုတ်ဘူး။တရားပြပြလာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ဆရာတော်ဘုရားကြီးမိန့်ရှိတယ်လို့အေးတရားပြရင်တော့တရက်ပြားကြမှာပဲဆိုရင်ထိုင်နေ။နော် ပြပြမှုတွေတော်တော်များလာတယ်ပြောစီဆိုလဲမတဏ္ဍာရီနဲ့ရောတယ်အကျော်လောဆိုတာလဲမတဏ္ဍာရီနဲ့ရောတယ်နောက်ဆုံးမှာမပြောသေးကအစဆေးတုဆေးစိတ်စောင်းဝန်စရာအနေထားမရှိတော့ဒါကြောင့်မို့မြန်မာနိုင်ငံမှာဆင်းစရာပြုတ်ပြီးတော့တေချာကြည့်မယ်ဆိုလို့ရှိရင်အသေးယောဂါတို့ကြောက်ကတ်ယောဂါတို့ဟာ ပို့ပို့ပြီးတော့များလာတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုရင်အစာအသောက်တွေကြောင့်ဖြစ်တယ်။ဒီလိုဆိုတယ်။ဘုဒ္ဓဆေးတွေလည်းအလွန်အကျွံသုံးဓာတုဝိရဆေးတွေဓာမြေဩဇာတွေအလွန်အကျွံအသုံးပြုပြီးတော့စိုက်ပျိုးထားတဲ့တိဏ္ဏတွေကိုစားကြတဲ့ပုဂ္ဂိုလ်တွေဟာဆေးကုလို့မဆုံးနိုင်အောင်ယောဂဝေဒနာတွေဖြစ်လာကြမှာပဲ။ဒါကြောင့်မို့လို့ ယောဂဝေဒနာတွေဟာတဖြည်းဖြည်းများလာတာဟာအကုသိုလ်ကံကြောင့်ကြီးမဟုတ်ဘူးလူတွေလှုပ်ချင်းကြောင့်ယောဂဝေဒနာတွေပို့ပို့ပြီးတော့ဖြစ်လာတယ်မြန်မာနိုင်ငံရဲ့မြေပေါ်မှာတစ်ချိန်တုန်းကတစ်တော်ကြီးတွေလွှမ်းမိုးပြီးတော့စိမ့်လန်းစုပ်ပြေးနေတဲ့ตายရတဲ့နိုင်ငံတစ်ခုကအခုချိန်မှာတောတွေတောင်တွေဟာတောပြုံးတောင်ပြုံး တောင်တုံးတတိကုတ်ဘဝကိုရောက်ကုန်တာဘသူတွေလောက်တာလဲလို့ဆိုရင်လူတွေလောက်ကြတာလေဒီမြေပေါ်နေတဲ့ပုဂ္ဂိုလ်တွေဟာမစင်မကျင်လောက်ကင်ပြီးအတွက်ကြောင့်တဘာဝပတ်ဝန်းကျင်ကြီးဟာပျက်စီးသွားပြီးတော့ဘသူတွေကို ပြန်ပြီးတော့ထိခိုက်တုံးဆိုရင်လူတွေကိုပဲပြန်ထိခိုက်တယ်ဒါတွေဟာတဘာဝတရားတွေ မကောင်းတာတွေလှုပ်ချင်းတွေမကောင်းကျိုးကို ပြန်ပြီးတော့ပေးတယ်ဆိုတဲ့နိယမတရားအတိုင်းပဲဥပနိဒ္ဒယပစ္စည်းဖြစ်တဲ့တဘာဝတောတောင်ရေနေတွေဟာလူတွေကိုအကျိုးပြုရမယ်အစားလူတွေဖြည့်ဆည်းထားတဲ့အတွက်ကြောင့်သူတို့ကတဖန်လူတွေကိုပြန်ဖြည့်ဆည်းတဲ့အနေအထားမျိုးရောက်ရှိလာပြီအဲ့တော့ခွန်ကြီးတို့တွေခုအချိန်မှာ ဒီတဘာဝပတ်ဝန်းကျင်တွေကိုထိမ့်သိမ်းစောင့်ရှောက်ကြတယ်လို့လူသားတွေရဲ့ကျန်းမာရေးကိုလည်းထိမ့်သိမ်းစောင့်ရှောက်ဖို့တင့်တယ်။ဒါရေးကူညီမှုအသင်းတွေပေါ်လာတယ်ဆိုတာမကျန်းမာတဲ့လူတွေများလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်နေတယ်။ဒါရေးကူညီမှုအသင်းနဲ့အရေးကြီးတာကကျန်းမာရေးကိုကူညီတဲ့အသင်းကပို့ပြီးတော့အရေးကြီးတယ်။ သေသွားမှတော့ဘာမှမထူးတော့ဘူးသေသွားတဲ့ပုဂ္ဂိုလ်ကဘာမှမထူးဘူးပြန်ရှင်အောင်လဲလုံးလို့မရဘူးအေးအရေးကြီးတာတော့ကျမ်းကျမ်းမာမာနဲ့လူဘဝလူခီတိုင်းပြည်အကျိုးဘာသာအကျိုးသာသနာအကျိုးဆောင်ရွက်နိုင်ရဖို့ကုသိုလ်တရားတွေမိမိတို့တဏ္ဍာမှာ ဖြစ်ပွားစေဖို့ဆိုတာဒါကပို့ပြီးတော့အရေးကြီးတယ် အရေးကြီးတာနဲ့အရေးမကြီးတာခွဲခြားသိပြီးတော့အရေးကြီးတာကိုပို့ပြီးတော့လှုပ်တဲ့လှုပ်ထိုက်ကြတယ်ပေါ့ညမနိုင်ငံမှာစေဝါနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်အစာအာဟာရထုတ်လုပ်မှုနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်မှုနဲ့စီဝါရှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာလူရဲ့ကျမ်းမာရေးကိုထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ်ဆိုလို့ရှိရင်မိမိတို့ကိုယ်တိုင်ကမလုံသိမ့်ဘူး။ဘာဖြစ်လို့မလုံသိမ့်လဲ။တစ်ဖက်သားနဲ့နံမဲ့အလုပ်ကိုမလုပ်ခဲနဲ့။အဖေယဒါနဇီဝိဒဒါနအလှတော်ကြီးကိုပေးချဖို့လိုအပ်ပါလေ။မိမိတို့စီးပွားရေးလမ်းဖြောင်းမှုအတွက်တစ်ဖက်သားတွေဒုက္ခရောက်မဲ့အလုပ်မျိုးကိုမလုံသိမ့်ဘူး။ဘာပဲဖြစ်ဖြစ်အစာအာဟာရတွေဟာလူကို စာစားပြီးရင်လူကိုအကျိုးဖြစ်စေမှပို့ပြီးတော့ကောင်းမှာအကျိုးမဖြစ်စေတဲ့အရာတွေလူတွေစားဖို့ထုတ်ထားလို့ရှိမိမိတို့အများရယုံစီးပွားဖြစ်ယုံတခုတည်းမကြည့်ပဲနဲ့အများတော်ဝါတွေချမ်းသာဖို့လို့ဆိုရင်မေတ္တာတရားရှေ့သွားထားပြီးတော့ဗျမစုတရားကိမ့်ပြီးတော့မှ စီးပွားရှာဖို့ရတဲ့နဲ့ပေါ့ အဲ့လိုမဟုတ်လို့ရှိရင်စီးပွားရေးတော့ဖြစ်မှာပဲသို့တော့ဖြစ်ပေါ်လာတဲ့စီးပွားကြောင့်မိမိပစ္စည်းကိုအသုံးပြုတဲ့ကြံတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခတွေအနန္တနဲ့တဏှာထဲမှာဒီလိုနဲ့ရလာတဲ့ဘဝလေးမှာ